ားလုံးပဲမင်္ဂလာပါမြန်ခရစ်တိုရရှိထားတဲ့ခရစ်တိုနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်အတွင်းရှင်နေအောင်မဲ့ American Market Structure ဥပဒေကျမ်းသတင်းနဲ့အတူ VR တက်နေအောင်မဲ့ Hype Token တွေရဲ့သတင်းကိုတင်ဆက်ပေးသွားချင်ပါတယ်ကျွန်တော်ကတော့စီစဉ်တင်ဆက်သူခူးဖြစ်ပါတယ်ခင်ဗျာ ထမတစ်ပုတ်အနေနဲ့အတွင်းရှင်နေအောင်မဲ့ American Market Structure ဥပဒေကြံသတင်းကိုတင်ဆက်ပေးကြပါမယ်။ Crypto Industry အတွက်အရေးကြီးတဲ့ Market Structure ဥပဒေပြုရေးနဲ့ပတ်သက်လို့ Democrat နဲ့ Republican စီးနေလွတ်တော်အမတ်တွေဟာသဘောထားအမြင်တွေကွဲလွဲနေကြဆဲဖြစ်ပါတယ်။တရားပိုင်မှာ Crypto ဘက်ကခေါင်းဆောင်ပိုင်းတွေနဲ့လည်းလွတ်တော်အမတ်တွေတွေးဆခဲ့ကြပေမဲ့ဒီတွေးဆမှုတွေပြီးတဲ့နောက်မှာလည်းသဘောတူညီမှုမရကြသေးပါဘူး။ အဓိကပြဿနာတက်နေကြတာကတော့ဥပဒေကိုဘယ်နေ့အပြည့်အတည်ပြုမယ်ဆိုတဲ့ deadline တတ်မှတ်တာမျိုးကိုဒီမိုကရက်တွေကမကြိုက်ကြပါပဲ။ Republican တွေကတော့ဒီဥပဒေကို November လမှာအပြည့်မတက်နိုင်ရင်ဇမျောကြီးဖြစ်သွားမယ်လို့မြင်နေကြတာပါ။အခုလက်ရှိအချိန်အထိအပြည့်မပြတ်နိုင်သေးတဲ့ American အစိုးရရန်ရရဆိုင်နေမှုကလည်းဒီဥပဒေကိုအတည်ပြုနိုင်ဖို့အတွက်အဟံအတားကြီးတစ်ခုဖြစ်လာနေပါသေးတယ်။နောက်တစ်ချက်ကတော့ Republican တွေဟာ crypto ကနေဝင်ငွေရှာနေကြတယ်ဆိုတော့သဘောထားတစ်ခုကို ဒီမိုကရက်တွေအနေနဲ့ဆွဲဆွဲမြဲမြဲစုပ်ကင်ထားကြပြီးဒီအချက်ဟာညင်မရလောက်အောင်လဲခိုင်မာနေပြမှာတယ်အထူးသဖြင့် Republican သမ္မတဖြစ်တဲ့ Donald Trump က crypto ကနေဝင်ရှာနေကြောင်းဒီမိုကရက်တွေစီကတင်တာမကနယ်ပယ်ပေါင်းစုံကဆွဆွဲမှုတွေရှိနေတာပါဒါကြောင့်ဒီမိုကရက်တွေအနေနဲ့ဒီလိုမျိုးကိစ္စတွေကိုစီစစ်ပြင်ဆင်ဖို့အတွက်အချိန်ပိုလိုကျင်ကြပုံရပြီး Republican တွေကတော့လက်ရှိဥပဒေကိုပဲမြင်မြန်အတည်ပြုလိုက်ခြင်းနေကြတဲ့သဘောကိုတွေ့နေရပါတယ် crypto နယ်ပယ်တဲကခေါင်းဆောင်အချုပ်ကလည်း Republican တွေရဲ့စီးပွားရေးကြိုးကန်မှုတွေကိုမကြိုက်ကြသူတွေရှိနေတာကြောင့် crypto market structure ဥပဒေကြမ်းဟာညှဉ်းပန်းမှုတွေကြားမှာအတီးဖြစ်ဖို့အချိန်အတော်လေးယူရအောင်မဲ့ပုံမှာရှိနေပါတယ်ခင်ဗျာဆက်လက်ပြီးတော့ဝယ်အားတွေတက်နေအောင်မဲ့ hype token တွေရဲ့သတင်းကိုတင်ဆက်ပေးကြပါမယ် Hyperliquid Strategy ကဒေါ်လာ1ဘီလီယံအထိ fund ရှာဖို့အတွက် American Security and Exchange Commission SEC ထံမှ S1 statement ကိုတင်သွင်းထားပါတယ်။ Hyperliquid Strategy အနေနဲ့ဒီရန်မုံငွေအတွက် Common Stock Share ပေါင်း160 million အထိရောင်းချဖို့စီစဉ်နေတယ်လို့သူတို့ရဲ့အဓိကရည်မှန်းချက်ကတော့ Hyperliquid Ecosystem ကိုအဓိကထားတဲ့ Crypto Treasury Company တစ်ခုကိုတည်ထောင်ဖို့ဖြစ်ပါတယ်။ ဒီနောက်မှာတော့ company ကို stock 8စိတ် Nasdaq မှာတေကအစ်စ်တစ်ခုနဲ့အယောင်းဝယ်လုပ်လို့ရနိုင်တဲ့အထိလှုပ်သွားဖို့ဖြစ်ပါတယ်။အခု funding ကနေရတဲ့ငွေတွေကိုတော့ယုံပိုင်းလုပ်ငန်းတွေအတွက်သုံးသွားမှာဖြစ်တယ်လို့ Hyper Liquid ရဲ့ Hype Token တွေကိုဒေါ်လာမီလီယံနဲ့ချီဝယ်ယူသွားဖို့လည်းပါဝင်ပါတယ်။လက်ရှိမှာ company အနေနဲ့ Hype 12.6 million နဲ့ငွေသားဒေါ်လာ305 million ခြံထားသလို Hype Token Holding တွေကိုလည်း staking ကနေတစ်ဆင့်အတိုးတွေပြန်ယူဖို့လည်းရှိနေပါတယ်။ ဒါအပြင်စမ်းသပ်မှုတွေလုပ်ပြီးရင် ecosystem တွေကအခြား defi နဲ့ပတ်သက်တဲ့ activity တွေကိုလည်းလောက်ဆောင်နိုင်မှာဖြစ်ကြောင်းဆိုထားပါတယ်2025ခုနှစ်ထဲမှာမှနာမည်ကြီးလာတဲ့ hyper liquid က2023ခုနှစ်ကလေးကစတင်ခဲ့တဲ့ decentralized perpetual future exchange တစ်ခုဖြစ်ပါတယ်စုစုပေါင်း trading volume ဒေါ်လာ1.5 trillion ကျော်ကိုလုံးဆောင်ပေးခဲ့ပြီးပါပြီ2024ခုနှစ်မှာတော့ hyper liquid ကသူတို့ကိုယ်ပိုင် hype token ကိုစတင်ဖြန့်ချိခဲ့ပါတယ် 2025ခုနှစ်ရဲ့ဈေးဓာတ်အကောင်ဆုံးခရစ်ပတိုတိုကင်တွေထဲကတစ်ခု ဖြစ်လာခဲ့ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒါကတော့မြန်ခရစ်တိုရရှိထားတဲ့ခရစ်ပတိုနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်မိတ်ဆွေတို့မှာခရစ်တိုကာရန်စီဝယ်ရလို့ပို့ Binance account တစ်ခုမရှိသေးဘူးဆိုရင် trade လုပ်တဲ့မှာ fee discount ပြန်ရမယ်အခုကုတ်ကိုအသုံးပြုပြီးတော့ account ဖွင့်နိုင်ပါတယ်နားဆင်ပေးကြတဲ့သောတာရှင်များအားလုံး trade တိုင်းမြင်ကြပါစေခင်ဗျာ Thank okay. you.